ီကနေ့တောက်ကြနေညမှာဆိုရင်တော့ပြည်သက်တို့မျှော်နေကြတဲ့အဲမွေရဲ့ပွဲကြီးပွဲကောင်းကိုကြည့်ရတော့မှာဖြစ်ပါတယ်။ ောက်ချာနေည1 Friday 5 101ပွဲစဉ်မှာဖြစ်ပါတယ်နော်။တူလင်းချက် MWE မြန်မာ Fighter နှစ်ယောက်ပါဝင်ထားတာဖြစ်လို့ဒီကနေ့ညမှာတော့ပြည်သက်ကြီးတို့ Fighter နှစ်ယောက်ရဲ့ပွဲတွေကိုတော့မကြီးကြည့်ရှုခန်းစားကြရမှာဖြစ်ပါတယ်။ဒီ Fighter နှစ်ယောက်ကအနှစ်သက်အစမှာပြိုင်ဘက် Fighter တွေကိုအလဲထိုးနဲ့အနိုင်ယူခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ MWE ကပွဲစဉ်6၊တူလင်းချက်ကပွဲစဉ်9မှာကစားရမှာဖြစ်လို့ဒီကနေ့တောက်ချာနေညကတော့ပြည်သက်တို့မပြင်းရတော့ဘူးပေါ့ရှင်။အခု MWE ရှင်မြိုင်ထိုးတင်ရမယ့် Fighter ကတော့ Israel Fighter အဟာဗတ် Gordon ဖြစ်ပါတယ်။ သူကဝမ်းချန်ပီယံရှစ်နဲ့စာချုပ်ရတာကတိတ်မကြသေးပါဘူးအခုထိုးသက်မဲ့အင်ဝီနဲ့ပွဲကတော့သူရဲ့ဝမ်းချန်ပီယံရှစ်ပွဲဥထွက်ပွဲစဉ်ဖြစ်ပါတယ် Golden Point လို့ခေါ်တဲ့ Golden ရဲ့အသက်ကတော့အသက်16နှစ်ဖြစ်ပြီးတော့သူရဲ့အရက်အမြင်ကတော့9ပေ6လမှရှိတဲ့ Fighter တူပါရှင် Professional မွေထိုင်းပွဲပေါင်း9ပွဲထိုးသက်ထားတာဖြစ်ပြီးတော့ရှုံးပွဲလုံးဝမရှိသေးတဲ့ Fighter ကောင်းတစ်ယောက်ဖြစ်တယ်လို့လည်းသိရပါတယ် Golden ကတော့စုတစိတ်တွေအများကြီးကိုရရှိထားတဲ့လူငယ် Fighter တစ်ယောက်ဖြစ်တယ်မို့အင်ဝီအတွက်ရှော့တွက်လို့မရပါဘူးရှင် ဒီဘွက်ထုတ်သက်ဖို့အတွက်အမီရိုလည်းစစ်စစ်ဝှေ့ချိန်တာကအောင်မြင်သွားပါပြီ။ဒီကနေ့ညမှာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ညမှာရှင်းပြရင်ထုတ်သက်သွားမယ့်အင်ဝင်နဲ့ဂေါ်ဒန်တို့ရဲ့စွမ်းရည်တွေကိုကြည့်ရှုရတော့မှာဖြစ်ပါတယ်။ဒီဘွက်နဲ့ပတ်သက်ပြီးတော့အင်ဝင်ကိုတော့ပုံစံအစုံကစားနိုင်အောင်စူးစမ်းပြီးတော့ပြင်ဆင်ထားတဲ့လို့ထင်ပါတယ်။အင်ဝင်တယောက်လက်သီးတစ်ပေါက်ထဲနဲ့မဟုတ်ဘဲနဲ့တက်ကွက်အစုံနဲ့ကစားပြပြီးတော့ Israel Fighter Harvard Gordon ကိုအနိုင်ယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ကဲဒီနေ့တောက်ကြနေ့ညမှာအတူတူရင်ခုန်ကြည့်လိုက်ကြရအောင်ပါနော်။ ကျမတို့ channel လေးကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် channel လေးကို like and subscribe လေးမလုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်သွားပေးပါဦးနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါရှင်